Disclaimer. This channel does not promote or encourage any illegal activities. All contents provided by this channel is meant for educational purpose only. အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ပိုင်ဆိုးသူနိပညာ channel ရဲ့နေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်ပြန်လည်မျှဝေပေးသွားမယ့်အကြောင်းအရာလေးကတော့ကိုချစ်သူဖုန်းကကမ္မထာကိုပေါ့နော်ကျွန်တော်ဓာတ်ရိုက် live stream ကြည့်တဲ့နေ့လေးကိုပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်ဟုတ်ပါတယ်ကျွန်တော်ဒီ software လေးတခုတော့လိုတယ်ပေါ့နော်အဲ့ဒါလေးကြည့်မယ်ဆိုလို့ရှင်တော့ software လေးကကျွန်တော်ဒီ live stream ကြည့်လို့ရအပြင် Facebook တို့ Viber တို့ Telegram တို့ အစရှိကြတာဒီပေါ့နော်အဲ့ဒါကြီးကဆာသူတို့ဘာလုပ်နေလဲအဲဘယ်သူတွေစာပို့နေလဲပေါ့နော်ပြီးလို့ရှိရင်တော့ဖုန်းတွေဘယ်သူကိုခေါ်နေလဲ record တွေကဆာနားထောင်လို့ရတယ်ပြီးလို့ရှိရင်တော့ဒီသူတို့ပို့တဲ့ message တွေလည်းကြည့်လို့ရပေါ့နော်အဲ့အဲ့အဲ့ဒါတွေလည်းကြည့်လို့ရတယ်ပြီးလို့ရှိရင်တော့ပြောရဒီပေါ့နော်သူတို့ရဲ့ကမ္ဘာထာကိုကျွန်တော်ဒီကနေမှ diary live stream ကြည့်လို့လည်းရသေးတယ်ပေါ့နော်အဲ့ကြောင့်မလို့အဲကျွန်တော်ဒီအကြောင်းအရာလေးကခဏခဏတင်ပေးနေတော့အဲ့ကြောင့်မလို့ဒီကင်မရာလည်းကြည့်တဲ့နည်းလေးကိုပြောတင်ရသေးလို့မလို့ဒီနေ့မှာတော့ကျွန်တော်ကိုကြည့်သူဖုန်းကကင်မရာကိုကျွန်တော်ဒီကိုဖုန်းက ကနေဒါရိုက်လိုက်စရင်းကြီးတဲ့နည်းလေးကိုပြန်လည်မျှဝေပြသွားမှာဖြစ်ပါတယ်ကျွန်တော် channel လေးကတော့နီးပညာနဲ့ပတ်သက်တာတွေအမြဲတင်ဆက်ပေးနေတဲ့ channel လေးဖြစ်ပါတယ်ကျွန်တော်ရဲ့နီးပညာလေးတွေကိုကြိုက်နှစ်သက်တဲ့ဆိုရင်တော့ like and share လေးနှိပ်ပြီးကံပါကျွန်တော်နောက်ထပ်တင်တဲ့နီးပညာအသေးလေးတွေကြည့်ရှုကြည့်နေဆိုရင်တော့အောက် subscribe ဆိုတာလေးကိုနှိပ်ပြီးဘေးကခေါင်းလောင်းလေးကိုနှိပ်ထားခဲ့ပေးပါအဲ့ဒါမှကျွန်တော်နောက်ထပ်တင်တဲ့နီးပညာအသေးလေးတွေမိတ်ဆွေတို့စီမှာအရင်ဆုံးပုံမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့ဒါလေးကြည့်မယ်ဆိုရင်တော့ software လေးတစ်ခုလိုတယ်လိုအပ်တဲ့ software လေးကိုဘယ်လိုတောင်းရမလဲဆိုတာလေး ပြပေးမယ်အဲ့တော့ကျွန်တော်ဒီ software တော့ Play Store မှာမရှိဘူးပေါ့နော်အဲ့တော့じゃကျွန်တော်ဒီ Google တို့ browser တို့မှာ download မယ်အဲ့တော့ကျွန်တော် Google မှာ download ပြမယ်ပေါ့နော် Google ထဲကိုဝင်လိုက်မယ် Google ထဲဝင်ပြီးလို့ရှင် SPABB MONITYN Spain Monitoring လာပေါ့နော်အဲ့ကောင်လေးပေါ့နော်အဲ့ဒါလေးကို download ဆွဲရမှာဖြစ်ပါတယ်ဒီကောင်လေးပေါ့နော် ဒါလေးပေါ့နော်တော့အဲ့မှာ application လိုချင်လဲဆိုလို့ရှင်လဲဒီမှာအဲအဲ့လိုလေးရိုက်ချလိုက်လို့ရှင်ဒီမှာ APK ဆိုကမှ Android APK ဆိုကမှဒီလိုလေးပေါ်တယ် Android ဆိုလဲ Android ပေါ့နော်ကိုက iPhone ဆိုလဲ iPhone ပေါ့နော်အဲ့ဒါလေးရွေးချယ်ပြီးပေါ့နော်ကျွန်တော်ကတော့ Android မျိုးလို့ဒီမှာ Android APK ဆိုတာလေးကိုချက်နှိပ်လိုက်မယ်နှိပ်လိုက်လို့ရှင်တော့ဒါမျိုးလေးပေါ်လာပြီး ပြောရှင်ဒီမှာပေါ့နော်ဒီကောင်လေးနေပြီး download ဆွဲအောင်ပဲပေါ့နော်လွယ်တယ်ပေါ့နော် download ဆွဲရလွယ်တယ်အဲသူက software logo တကယ်တမ်းအမှန်ပုံနဲ့စာလေးရဒီကောင်လေးပေါ့နော်ဒီ man blue လေးနဲ့ဒီကောင်လေးဒါမဲ့ကျွန်တော် install တင်လိုက်ဒီမှာဒါမျိုးဆိုရင်ကျွန်တော်ရိတ်မိမှာဆိုလို့ဒီလိုပုံမဟုတ်တော့ဘဲနဲ့ software နာမည်လည်း bad ဆိုပြီးပေါ်လာတယ်ပုံလေးကလည်းပြောင်းသွားပဲပုံလေးပေါ့နော်ဒါတော့တောင်မရိတ်မိအောင်လို့ဒါပြုလုပ်ထားတဲ့ပုံလေးပေါ့နော်အကောင်လေးဖြစ်ပါတယ်ပြီးလို့ရှင်ဒီကောင်လေးကသူ့ကသူ auto hide ပေးတယ်ပေါ့နော်ဟို auto လည်း hide ပေးတယ်ဒီ software လေးကတော်တော်မိုက်တယ်ပေါ့နော် မိုက်တယ်ဆိုပြီးလဲကျွန်တော်တိတ်ပြီးစိတ်ကူးမှုရင်းနေပေါ့နော် free ရ3ရက်လောက်ပဲရရပေါ့နော်နောက်ရက်ဒီမှာကျွန်တော်ဝယ်ပြီးသွားရတယ်ပေါ့နော်ဟိုကျွန်တော်ဝယ်လို့ရှင်လဲဝယ်ခြင်းတဲ့သူတွေလဲကျွန်တော်ဒီမှာဝယ်လို့ရအောင်နော်၄-၅ရက်လောက်ကျွန်တော်ဒီမှာဝယ်တော့တာတွေရှိရပေါ့နော်ဝယ်သွားတာရှိတယ်တချို့တော်တော်များများအဆင်ပြေသွားပါတော့အဲ့တော့ကျွန်တော်ကတော့ဒီမှာ download ဆွဲတာပြီဒီကောင်လေးပေါ့နော်အကောင်လေးကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်ဖွင့်တဲ့နေလေးပေါ့နော်အဲဒီလိုလေးပေါ်လာလို့ရင်ဒီက start now ဆိုလေးကျွန်တော်တစ်ချက်နေမယ်ပြီးလို့ရှင်ဒီ permission နောက်နားလေးအကောင်လုံးကိုကျွန်တော်အလောင်းအလောင်းဆိုလေးနှိပ်ပစ်လိုက်ပေါ့နော် ီးရင်အလောင်းဆွဲလေးနှိပ်ပြီးမှပါမရှင်တောင်းတာလေးပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်အဲ့အမျိုးလေးနှိပ်ပြီးလို့ရှိရင်ဒီမှာအဆက်နှိပ်ဆွဲလေးပေါ့နော်အဲ့ကောင်လေးတစ်ချက်နှိပ်မယ်နှိပ်ပြီးရင် OK နှိပ်မယ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုအောက်ကဟာလေးပေါ့နော်ဒီကောင်လေးပဲနှိပ်လိုက်မယ်ပေါ့နော်နှိပ်ပြီးလို့ရှိရင်ဒီကောင်လေးအပေါ်ဟာလေးထပ်နှိပ် OK နှိပ်ထပ်နှိပ်ပေါ့နော် နှိပ်လိုက်ပြီးလို့ရှိရင်တော့မျိုးလေးပေါ်လာပြီပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာအဲ Gmail ဒီ password ဒီထည့်ရမယ်ပေါ့နော်အဲ့တော့ Gmail ရနှစ်ခါထည့်ရမယ် Gmail ကကိုဖုန်းထဲမှာရှိတဲ့ Gmail ပေါ့နော်ကိုဖုန်းကိုအသုံးပြုမဲ့ Gmail ပေါ့နော်အဲ့ Gmail လေးကိုမှတ်ထားမှာတော့ဒီထဲမှာ Gmail အပေါ်အောက်နှစ်ကြိမ်ထည့်မယ်ပြီးရင် password လည်းနှစ်ကြိမ်ထည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော် Gmail တွေထည့်လိုက်မယ်ပေါ့နော် အဲကျွန်တော်ကဒီ password လေးထည့်ပြီးသွားတယ်ထည့်ပြီးသွားဆိုလို့ရှိရင်ဒီကောင်လေးအမှန်ချစ်လိုက်လေရရပါနော်ကျွန်တော်ဒါလေးချစ်လိုက်မယ်ချိုး password ကိုတော့အမှန်မချစ်တော့ဘူးနော်အဲတော့အဲ့မလို့အမှန်ချစ်ချစ်ပြီးလို့ရှိရင်ဒီမှာ register ဆိုတာလေးပေါ့နော်အောက်နားလေးမှာကျွန်တော် register ဆိုတာလေးရှိရဒီကောင်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ချက်နှိပ်ပြီးလိုက်မယ်ဒီ gmail နဲ့ password ကိုမှတ်ထားပါတော့ကိုဖုန်းထဲမှာလည်းအဲ့ဒါနဲ့ဝင်ရမယ်ပါတော့ပြီးလို့ရှိရင်ဒါမျိုးလေးပေါ်လာပြီးဆေးဆွဲလေးနှိပ်လိုက်ပါတော့နင်ပေါ်လာပြီးလို့ချင်းဒါမျိုးလေးပေါ်လာပြီးပေါ်လာပြီးဆိုရင်ဒီမှာဒီကောင်လေးကိုလည်းဆေးဆွဲလေးနှိပ်လိုက်မယ် ဆိုလို့ရင်ဒီလိုလေးဆိုရင်အတစ်ဆိုလေးနှိပ်လိုက်ပါတော့နှိပ်ပြီးလို့ရှင်ကျွန်တော်ဒီမှာကြံတဲ့စတင်လေးချိန်ပြီးရမှာတော့ဒီနေရာလေးမှာစတင်လေးချိန်လို့ရှင်နည်းနည်းအခက်လေးတွေ့ရမှာတော့ကျွန်တော်ဒီမှာ notification setting ဆိုလေးကိုချိန်ပြီးရမယ်အကောင့်လေးတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှင်ဒီ back software လေးကိုကျွန်တော်ဒီမှာဖွင့်ပေးလိုက်ပါတော့ဒီပိတ်နေရလေးနှိပ်ပြီးကမှ allowance ဆိုလေးနှိပ်ပေးလိုက်အကောင့်လေးဖွင့်ပေးလိုက်ပြီးလို့ရှင်ထပ်ပြီးကမှဒီအကောင့်လေးဒီ setting ဆိုလေးကျွန်တော်တစ်ချက်ထပ်နေရမယ်နှိပ်ပြီးလို့ရှင်ဇောနာ software လေးပဲရှားပြီးကမှကျွန်တော်ပြန်ဖွင့်ပေးရမှာပေါ့နော် တို့ဒီမှာ spam monitoring ဆိုတချို့ကြလဲဒီနေရာလေးမှာ bad ဆိုပြီးပေါ်နေမှာပေါ့နော်အဲ bad ဖြစ်ဖြစ်ဒီ spam monitoring ဖြစ်ဖြစ်ပေါ့နော်အကောင့်လေးကိုရှာရှာပြီးကမှကျွန်တော်ပိတ်နေတာလေးကိုဒီအကောင့်လေးကိုဖွင့်ပေးလိုက်ပေါ့နော်ဖွင့်ပြီးကမှကျွန်တော်ဒီမှာ allow ဆိုလေးနှိပ်ပစ်လိုက်မယ်အင်းပြီးလို့ရှိရင်ကျွန်တော်ဒီမှာ add notification ဆိုလေးကျွန်တော်တစ်ချက်ထပ်နေမယ်နေပြီလို့ရှိရင်ဒီကောင်လေးကြာကျွန်တော်ဒီမှာပွင့်နေတာပေါ့နော်အဲပွင့်နေတာလေးကိုကျွန်တော်ပြန်ပိတ်ပေးရမှာဖြစ်ပါတယ်ကျွန်တော်ပြန်ပိတ်လိုက်မယ် ပြည့်ပြီးလို့ရှင် okay နေမှာနေပြီးလို့ရှင် chest running ဆိုလေးရှိရပါတော့ဒီမှာနေရောင်လေးနဲ့ပါတော့အကောင်လေးကိုကျွန်တော်တစ်ချက်ထပ်နေပြရမှာဖြစ်ပါတယ်အကောင်လေးနေပြီး okay ထပ်နေလိုက်ပါတော့ကျွန်တော်ဖုန်းလေးနည်းနည်းကြောင်သွားလို့မဟုတ်ပါတော့နေပြီးလို့ရှင်အပေါ်က edge using string ဆိုလေးကိုကျွန်တော်တစ်ချက်တက်နေမှာ နှိပ်ပြီးလို့ရှိရင်ဆောနာဒီဘက်ဆိုတာလေးပေါ့နော်အဲ့ကောင်လေးကိုလည်းကျွန်တော်ထပ်ဖွင့်ပေးလိုက်ပါတော့ပိတ်နေတဲ့လေးကိုကျွန်တော်ဖွင့်ပေးလိုက်မယ်ဖွင့်ပြီးလို့ရှိရင်ကျွန်တော်ဘက်ပြန်ဆုပ်လိုက်ပါတော့ဆုပ်ပြီးလို့ရှိရင်ကျွန်တော်ဒီကောင်လေးကိုဒီခက်ထပ်နေမယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်ဘက်ဆိုတာလေးနှိပ်လိုက်မယ်နှိပ်ပြီးရင်ဒီမှာ start now ဆိုတာလေးနှိပ်လိုက်မယ် အဲဆိုတော့အိစက်နဲ့ထွက်လိုက်လို့ရပြီပေါ့နော်အဲမျိုးထွက်လိုက်ထွက်လိုက်လို့ချင်းကျွန်တော်ဒါလုတ်ပြီးသွားပြီပေါ့နော် လုတ်ပြီးသွားပြီဖြစ်တဲ့တော့ဒါဒါကိုချစ်သူအခုပြသွားတယ်ကိုချစ်သူဖုံမှာလုတ်ရမှာပေါ့နော်ကိုချစ်သူဖုံမှာအဲ့လိုလေးလုတ်ရမှာဖြစ်ပါဒါကိုချစ်သူဖုံမှာလုတ်လိုက်မယ်ဒါလေးကဒီကောင်လေးဒီလိုလေးပေါ်နေလို့ရှင်လဲဆက်ပိတ်ဖွင့်လုတ်လိုက်တာနဲ့ပျောက်သွားလိမ့်မယ်ပေါ့နော်တခါလေးတန်းမပျောက် ပေါ့နော်မပျောက်လို့ချင်းကျွန်တော်ပါဝါဖွင့်ပိတ်လေးလုတ်လိုက်လို့ချင်းကျွန်တော်ဒါပျောက်သွားမှာပေါ့နော်အဲ့တော့ဒါကိုချစ်သူဖုံမှာလုတ်ခဲ့တယ်ပေါ့နော်အဲ့လိုလေးလုတ်ထခဲလိုက်လုတ်ပြီးလို့ချင်းကိုဖုံမှာဘယ်လိုကြည့်ရမလဲပြန်ပြပေးမှာ အဲ့တော့ကျွန်တော်ဆောနာကကိုချစ်သူဖုန်းမှာကျွန်တော်ဆော့ဝဲလေးထည့်ပြီးကမာပြုတ်လုခဲ့ပြီပေါ့နော်ဒီတစ်ခါကျွန်တော်ကိုဖုန်းထဲကနေဘလို့ကြည့်မလဲပေါ့နော်အဲ့ဒါညီလေးကိုပြပေးမယ်ဆောနာကပြုတ်လုခဲ့ရတော့ကျွန်တော်ကိုချစ်သူဖုန်းကိုခဏယူပြီးမှပြုတ်လုရမှာဖြစ်ပါတယ်အခုကိုဖုန်းကနေသူဘာလုပ်နေဆိုတော့ကိုဖုန်းကနေကြည့်တော့မယ်ကြည့်တော့မယ်ဆိုတော့ကျွန်တော်ဖုန်းမှာတော့ဆော့ဝဲတော့မလို့တော့ဘူးပေါ့နော်ကျွန်တော်ဖုန်းထဲမှာဆော့ဝဲထည့်စရာမလိုဘူးဒါမဲ့ကျွန်တော်ဒီ browser ပေါ့နော် Google တို့ Chrome လို့အဲ့လို browser တွေရှိဖို့လို့လို့ပေါ့နော်အဲ့လိုကျွန်တော် browser ကနေဝင်ကြည့်မှာပေါ့နော်အဲ့တော့ကျွန်တော်ကတော့ Google ကနေပဲဝင်ကြည့်လိုက်မှာပေါ့နော်ဒါ Google လေးပါပြတွေ့တယ်ကျွန်တော် Google ကိုတစ်ချက်နှိပ်လိုက်မယ်ဒါကိုဖုန်းကနေကြည့်ရှုတယ်နေပေါ့နော်ကိုဖုန်းကနေဒါထိုင်ကြည့်နေအောင်မယ်ပေါ့နော်အဲ့ Google ထဲဝင်လိုက်မယ်ဝင်ပြီးလို့ရှိရင်ကျွန်တော်ဒီ search bar လေးမှာပေါ့နော် software နာမည်လေးရေးလိုက်မှာပေါ့နော် S P A B B ပြောရှင် M O and MONI ပေါ့နော် MONI DIY monitoring ပေါ့နော် spam monitoring ဆိုပြီးတော့ကျွန်တော် software လေးနံလေး software နံပါတ်လေးပေါ့ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်ရိုက်ရှာမယ်ရိုက်ရှာလိုက်လို့ရှင်ဒီမှာအပေါ်ဆုံးက website လေးပဲပေါ့နော်အဲဒီထိပ်ဆုံးကလေးပဲပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တစ်ချက်နှိပ်ဝင်လိုက်မယ်ပေါ့နော် ဝင်လိုက်ပြီဝင်လိုက်ပြီဆိုလို့ရှိရင်ဒီလိုလေးပေါ်လာပြီဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်စောနာက ကိုချစ်သူဖုန်းထဲမှာထည့်ခဲ့တဲ့ဂျီမေးနဲ့ပတ်စွာကိုကျွန်တော်ဒီမှာထည့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်အဲ့ဒါလေးမှတ်ထားပါတော့ကိုချစ်သူဖုန်းထဲမှာထည့်ခဲ့တဲ့ဂျီမေးနဲ့ပတ်စွာကိုဒီမှာရိုက်ထည့်လိုက်မယ်အဲ့တော့ကျွန်တော်ကိုချစ်သူမှာကိုချစ်သူဖုန်းထဲမှာထည့်ခဲ့တဲ့ဂျီမေးလေးကိုဒါကျွန်တော်ထည့်လိုက်ပြီပေါ့နော်ထည့်ပြီးလို့ရှိရင်ကျွန်တော်မဆိုင်းရင်ဆိုတာလေးကိုကျွန်တော်ချက်နေလိုက်မယ် နေလိုက်လို့ရှိရင်ဒါမျိုးလေးဝင်သွားပြီပေါ့နော်ဝင်သွားဆိုတော့ကျွန်တော်ဒါဖုန်းနှလုံးလောက်ထားလို့ပေါ့နော်နှလုံးနှစ်ခုပေါ်နေရပေါ့နော်အဲ့တော့အဲ့တော့ကျွန်တော်ဒါရိုက်ကြည့်မှာပေါ့နော် live stream ကြည့်မှာဖြစ်တယ်လေဒါရိုက်ကြည့်မှာဖြစ်တဲ့အတွက်ကျွန်တော်ဒီအောင်နားမှာပေါ့နော်ဒီမှာကျွန်တော် live stream ဆိုတာလေးရှိပေါ့နော်သူကဒါအဲ့ live stream ဆိုတာလေးကိုကျွန်တော်ချက်နေလိုက်မယ်နေလိုက်ပြီလို့ရှိရင်ဒီလိုလေးပေါ်လာပြီပေါ်လာပြီဆိုလို့ရှိရင်ကျွန်တော်ဒီမှာ bad to like list control ဆိုတာလေးပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်ချက်ထပ်နေလိုက်မယ် နှိမ့်လိုက်လို့ရှင်ကျွန်တော်ဖုံးချိတ်တာနှလုံးချိတ်တာပြီးတော့ကျွန်တော်ဒီမှာအောက်အလုံးပေါ့နော်အောက်အလုံးလေးကိုကျွန်တော်တစ်ချက်လှုပ်လိုက်မယ်ဒီမှာအောက်မှာ SNL control တွေလည်းလှုပ်လို့ရပါတော့ဒါမဲ့ကျွန်တော်ဒီအောက်အလုံးလေးကိုယူလိုက်မယ်ပေါ့နော်မိတ်ဆွေတစ်လုံးမဲ့ချိတ်တိုင်းတစ်လုံးမဲ့ပေါ်မှာပေါ့နော်ကျွန်တော်နှလုံးချိတ်တာလို့ပေါ့နော်နှလုံးပေါ်တာဒီမှာကျွန်တော်အောက်အလုံးလေးကိုကြည့်မယ်အဲ့အခါလေးကိုကျွန်တော်ချက်နေလိုက်မယ်နေပြီလို့ရှင်ကျွန်တော်ဒီထက်မှလည်းအများကြီးပါတယ်ပေါ့နော်အဲကွန်ထရိုးလုပ်လို့ရဒီမှာ live stream တွေရောအဲ file manager တွေရောပေါ့နော်အများကြီးပါတယ်ပေါ့နော် sync call auto တွေပါရောအများကြီးပေါ့နော်ဒီမှာ အဲ့အကောင်ဒီအများကြီးပါတယ်အဲ့ထက်မှကျွန်တော်ဓာတ်ရိုက်ကြည့်မယ်ပေါ့နော်သူ့ရဲ့ကင်မရာကို live stream ကြည့်မှဖြစ်တယ်ဓာတ်ရိုက်ကြည့်မှဖြစ်တယ်ကျွန်တော်ဒီမှာပေါ့နော်အဲဒီကောင်လေးကိုကျွန်တော်တစ်ချက်နှိပ်လိုက်မယ်အပေါ်သုံးလေးမှပဲပေါ့နော်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ဒီလိုလေးပေါ်လာအဲ့မှာမှကျွန်တော်ရွေးလို့ရသေးပေါ့နော်ကျွန်တော်ဘရီယိုဝစ်ဘရီယိုဆိုဘရီယိုနဲ့ကြည့်မလားတော့ from ကင်မရာတော့ပြီးလို့ရှိရင်ဒီ second ကတ်ကတ်တူပါတော့ပေါ့နော်အဲ့ဒါလေးရှိသေးတယ်အဲ့ထက်မှကျွန်တော်ဒီမှာဒီကောင်လေးကကျွန်တော်ဘရီယိုလေးပဲထားလိုက်ပေါ့နော် ပြီးလို့ရင်ဒီမှာ front camera တို့ back camera တို့ပေါ့နော် back camera ဆိုတော့တော့ဒီအပြင်နဲ့မတူဘူးပေါ့နော်ဒီက back camera ဆိုတော့ဟိုရှေ့ camera ကိုပြောတာထင်တယ်ပေါ့နော်ဒီမှာ front camera ဆိုရင်ဒီကျွန်တော်အပြင်မှာဆို back camera ပဲရအောင်ပေါ့နော်အဲ့တော့အဲ့ဒါလေးအဲ့အဲ့တိုင်းလေးပဲထားမယ်ထားပြီးလို့ရင်ကျွန်တော်ဒီမှာဒီကောင်လေးပေါ့နော် start spin ဆိုတာလေးကိုကျွန်တော်တစ်ချက်နေရမယ်အဲ့လိုလေးနေလိုက်ပေါ့နော်အဲ့ဒါလေးနေမယ်ဆိုတော့ဟိုဘက်မှာလည်းအင်တာနက်ရှိနေမှာကြည့်လို့ရမှာပေါ့ပြီးလို့ရှင်အဲ့လိုလေးပေါ်လာပြီဆိုလို့ရှင်ကျွန်တော်ဒီမှာ open ဆိုလေးကိုကျွန်တော်တစ်ချက်နေလိုက်မယ် ။ open နှိပ်ပြီးလို့ရှိရင်ကျွန်တော် view ကိုအကျယ်အကျယ်ကြည့်ရင်ဒီမှာဒီကောင်လေးနေတာပေါ့နော်။ဒီမှာပေါ့နော်ဒါကျွန်တော်ဟိုဘက်ကကမ္ဘာထားကိုကျွန်တော်ဒီကနေ့ကြည့်နေရပေါ့နော်။သူတို့ပြောတာနေလည်းအကုန်လုံးကြားရပေါ့နော်။ဒါရိုက်ကြည့်နေတဲ့ပုံစံမျိုးပေါ့နော်။သူတို့ပြောတာနေလဲအကုန်လုံးကြားရတယ်ကျွန်တော်ဒါရိုက်ကြည့်နေတဲ့ပုံစံမျိုးပေါ့နော်ဒါသူတို့ကတော့သိကြမှာဒီမှာဒါပေမဲ့ဒီကောင်လေးကကျွန်တော်သူတို့ဘက်မှာအင်တာနက်ရှိနေပြီပဲသူတို့ကမ္ဘာထားပိတ်နေတာတော့ အုပ်ထားမိတာတော့ဆိုရင်တော့မြင်ရမှာမဟုတ်တော့ဒါသူကကမထာကိုကျွန်တော်ဒီကာပါရီပါရီပစ္စည်းမှာဘာမှမကွယ်ဘဲနဲ့ဟိုဖြစ်နေလို့ဒီလိုလေးမြင်ရတာပေါ့နော်တခါလေးအတန်လေးပါကြားရတယ်ပေါ့နော်မလှုပ်ရှားတာလှုပ်ရှားမှုမရှိတာသူကဖုန်းကိုငြိမ်ထားလို့ပေါ့နော်ပေါ့နော်ပြီးလို့ချင်းကျွန်တော်ဒါလေးကိုဟိုထပ်လှုပ်လိုက်မှာပေါ့နော်ဒီနေရာဖုန်းကမထာကနေမှာကျွန်တော်ဘက်ကမထာဆိုလေးကိုကျွန်တော်ချက်ပြတ်နှိပ်ကြည့်လိုက်မှာပေါ့ဘက်ဆိုလေးယူမှာယူပြီးလို့ချင်းဒီမှာ ဲစတော်လေးလုပ်ကမှာကျွန်တော်ဒီမှာဆောနာစတော်လုပ်လိုက်လုပ်ကမှာဒီမှာဘက်ကင်မရာရွေးလိုက်ပါတော့ဒီကောင်လေးကိုဘက်ဆိုတော့ရွေးရွေးပြီးကမြန်ပြီးကမှာစတာလုပ်လိုက်ပါတော့စတာလေးလုပ်လိုက်မယ်ပြီးရင် open လေးနဲ့ကြာမယ်ပြီးလို့ရှိရင်ဒီကောင် view ကိုကျကျချဲ့ကြည့်လိုက်မယ်ပါတော့ဒီလိုဆိုတော့အတန်းမဲ့ကြာပါတော့အဲ back ကင်မရာနဲ့ရှေ့ကင်မရာနဲ့နောက်ကင်မရာဘယ်လိုပုံစံမျိုးလဲတော့မသိဘူးပေါ့နော်ဒီမှာကျွန်တော်ထင်ရတော့ဒါ ပိတ်နေလို့ပေါ့နော်ဒါဆိုတော့ဒီကောင်ဘက်ကင်မရာဆိုတော့ဘက်မှာကျွန်တော်ကာဘာနေနဲ့ပိတ်နေတာသူတို့ဖုံးမသုံးလို့ပေါ့နော်ကာဘာနေနဲ့ပိတ်နေတာတော့တခုကြောင့်မလို့ကျွန်တော်ဒီသူတို့မမြင်ရတာဖြစ်နိုင်တယ်ပေါ့နော်အတန်တွေကတော့ကြားရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကင်မရာပိတ်နေလို့မလို့ကင်မရာပုံတော့မမြင်ဘူးကျွန်တော်အဲ့တော့ store လို့ကင်မရာ Sony ရှိရကျွန်တော် print ကင်မရာဆိုလေးကိုကျွန်တော်တစ်ချက်ပြန်နေတယ်မယ်ပြီးလို့ရှိရင်ကျွန်တော် start ဆိုလေးပြန်နေကြည့်မယ်ဒီကင်မရာလေးဆိုတော့မြင်ရတယ်ပေါ့နော်သူက ရှေ့နဲ့နောက်နဲ့ဟိုကင်မရာလုံးရှိတဲ့နေရာမှာကျွန်တော်ပိတ်နေတာပွင့်နေတာပိတ်ဟိုရှေ့ရကွယ်နေလို့ရှိရင်မြင်ရမှာမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီမှာပေါ့နော်ဒါကတော့ကျွန်တော်ဒီကင်မရာပေါ့နော်ဒါရှိမှာတော့ဘာကြီးတည်းမတူတော့နော်သူ့ဘက်မှာလည်းကျွန်တော်မရောက်ဘူးပေါ့နော်ဒါကင်မရာကိုကျွန်တော်ဓာတ်ရိုက်ပေါ့နော်ကျွန်တော် live stream ကြည့်ရဖြစ်ပါတယ် ကင်မရာစောနာကျွန်တော်ပြောလို့ပဲကင်မရာလေးတွေပိတ်နေတော့ကြည့်လို့ရမှာမဟုတ်ဘူးပေါ့နော်ကင်မရာလေးတွေပွင့်နေမှာအဲဒါကြည့်လို့ရမယ်ခုလှုပ်ရှားမှုမဟုတ်တာဒါဂျင်းထဲတာမဟုတ်ပေါ့နော်အတန်နေကြရတယ်လှုပ်ရှားမှုမဟုတ်လို့ဒါဖုန်းကငြိမ်နေလို့ပေါ့နော်သူ့ဘက်ကငြိမ်နေလို့မလို့ဒါအဲ့လိုလေးဖြစ်နေတာပေါ့နော်ပုံလေးကအဲ့တော့ကျွန်တော်ပြန်ပိတ်လိုက်တော့မှာပေါ့နော် ီနောက်ဆိုတော့ကျွန်တော်မိတ်ဆွေဒါသဘောပေါက်မယ်ထင်ပါတယ်ကျွန်တော်ဒီကောင်လေးကဒါ live stream တွေမှာအများကြီးလုပ်လို့ရမှာနော်ဒီကောင်လေးကတော့ဒီထက်မှအများကြီးပါတယ်ကျွန်တော်သုံးမကြည့်ရသေးလေအများကြီးရှိသေးတယ်ပေါ့နော်ဒီမှာဟိုဘက်ဖုန်းကိုလည်းအလန်းတွေလန့်ထက်ပေးတာတွေပါတယ်လုပ်လို့ရမှာနော်အများကြီးပါတယ်ပေါ့နော်ဒီထက်မှကျွန်တော်တော်တော်လေးဆုံးနေပေါ့เนาะအဲ့ဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေတွေဒါလုတ်ကြည့်ကြပါဝယ်မဆိုလို့ရှင်လဲကျွန်တော်အဲဒီ comment မှာရေးခဲ့ပေါ့เนาะ ဒါလေးရတော့သူကဝယ်ကြည့်ရမှာနော်သုံးဖရီးရတော့သုံးရက်ဖြစ်ရမှာပေါ့နော်ဒီအကြောင်းလေးလည်းခဏခဏတင်ပြတာဖြစ်လို့မလို့ဒါကျွန်တော်ခဏခဏမပြောတော့ပါဘူးအားလုံးကျေးဇူးတင်ပါတယ်